လူကြီးမကြီးများအားလုံးမင်္ဂလာပါနော်။လာမယ့်၈ရက်၁၂လ၂၅ပေါ့နော်။အဖွင့်နဲ့မနက်ခင်းလေးအတွက်ပါနော်။မနက်ခင်းအတွက်ညီမရှာတွေ့ကြလေးကိုတွေ့ပြပေးပါမယ်။အခုဒါဆိုလို့ရှိရင်ညီမတို့ထိတ်စည်းကိုအရင်အောင်ဆုံးသွားကြမယ်။နော်။ဒါဆိုရင်သွားမယ်နော်ဒီမှာရှိနေတာက3ပါနော်ထိတ်စည်းကိုသွားမယ်ဆိုတော့3เนาะ9ရဲ့9ရဲ့နှလုံးပေါင်းတော့ပေါင်းချင်း8ဆိုတော့3ရဲ့ပါပါ8ဆိုပြီးတော့ရထားမယ် နော်ဆက်သွားပါမယ်ဒီမှာရှိနေတာကကိုပါ၃ညာလေးနှလုံးပေါင်းတော့ပေါင်းခြင်းလေးကိုရဲ့ပါပါလေးပေါ့နော်ဒါဆိုရှိနေတာက6တခါ၃ညာရဲ့ဒီမှာကဏ္ဍတစ်လုံးရယ်ဆိုရင်ဘာဖြစ်မလဲဆိုပြီးတော့ equal power နဲ့ခံနဲ့6 1 9ဆိုပြီးတော့သွားမယ်နော်ဒါဆိုရင်ဒီမှာ၃ညာနဲ့ဘာနဲ့ပေါင်းပေါင်းဒီကဏ္ဍမဲဆိုတော့ထိပ်က6 1 9ဆိုပြီးတော့ထိပ်စီ၃လုံးရသွားပြီနော်၃ညာနဲ့ဒီကဏ္ဍလေးနဲ့ပေါင်းဒီကဏ္ဍမဲပြန်ရ6 1 9ထိပ်ပေါ့နော်ထိပ်စီ၃လုံးမှာဒါဆိုဒီခုဒီဘက်မှာအပိတ်ပြပြပြီးမယ်နော်အပိတ်ကတော့ဒီမှာရှိနေတာ6 ဟုတ်ကဲ့နော်3ည6နှလုံးပေါင်းတော့ပေါင်ခြင်းကို6ရက်နှစ်ခတ်ကိုဒါဆိုဒီမှာရှိနေတာက3ည28နှလုံးပေါင်းတော့3ည3ည2ည3ည3ဒါဆိုဒီမှာရှိနေတာက10ပါနော်9ရက်ဒီမှာလာမယ်အပိတ်တစ်လုံးရဲ့နှလုံးပေါင်းမဲ့ဆိုရင်10ပါဖြစ်မလဲဆိုပြီးသူကတော့ equal ပါဝါနှက်ခတ်သွားမယ်83တက်ပေါ့နော်သူကတော့ဒီမှာတွတ်ထုတ်သွားတော့မယ်ခွန်ရှိနေတာဆိုတော့10ဖြစ်ချင်တော့1ခွန်ရှိနေတာကို3ဖြစ်ချင်တာဆိုတော့6ခွန်6ပေါင်းရင်3ခွန်ရှိနေတာ1ဖြစ်ချင်တယ်ဆိုတော့4ပေါ့နော်1 6လေးဆိုပြီးအပိတ်ကတော့ လုံးရထားတယ်ထိတ်သုံးလုံးအပိတ်သုံးလုံးကိုခုဒီမှာကဏ္ဍလေးတွေတွဲပြီးတော့ထုတ်ရအောင်เนาะ6 1 6 6 6လေးပေါ့เนาะအဲ့တော့ဘီယန်တတဲ့เนาะ6 6တလေးပေါ့เนาะနောက်တစ်ခါ9 1 9 6ဆိုပြီးတော့ရတယ်เนาะအဲ့မှာထပ်ကဏ္ဍလေးเนาะ6 1 6ကို main on နေနဲ့ ကစားပါမယ်။မွေးကနန်းလေးတွေလည်းရှိသေးတယ်နော်။ဒါလေးထားပြီးတော့ကစားပေးကြပါ။ဒါညီမရှယ်ဒါကိုချက်ပြတ်ခြင်းဖြစ်ပါတယ်။ကိုရောမောက်ကြိုက်တူမကြိုက်တဲ့ဆိုလိုက်ပြီးတော့ကစားကြပါတော့။အားလုံးပဲအဲမွေးကနန်းအာ sorry နော်မွေးကနန်းဖြစ်သွားရင်အားလုံးပဲကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။